ဒီရက်ထဲပကံသွားခြင်းနဲ့စိတ်ကလေးရံဖြစ်နေတာနဲ့ပကံရောက်ခဲ့တော့ကစားခဲ့ဘူးတဲ့အညာတရက်တီထောင်းလေးနဲ့ဘဲဥပုံးရည်ကြီးဟင်းချက်ကလေးကိုကျွန်တော်စားခဲ့ဘူးတဲ့လက်ရအတိုင်းမိအောင်လို့တော့ပြန်ချက်ထားပါတယ်ခင်ဗျာအားလုံးဝေဖန်အကြံပြုပေးကြပါအောင်ခင်ဗျာအရင်ဆုံးကျွန်တော်အပုံးရည်ကြီးဟင်းချက်ပါမယ်ပုံးရည်ကြီးဟင်းချက်ဖို့အတွက်အရင်ဆုံးအိုးတဲကိုစီအနေငယ်ထည့်ပါတယ်ကျွန်တော်ကတော့နည်းနည်းများသွားတယ်ပေါ့နော်ပြီးလို့ရှိရင်စမင်မုတ်အနေငယ်ထည့်ပြီးရင်တော့ကျက်သွန်ပြူရဲ့ဂျင်းရဲ့ကျက်သွန်နီရဲ့ထောင်းထားတာလေးထည့်ပါမယ်ခင်ဗျာ ပြီးလို့ရှိရင်တော့အရာသာလေးလေးလေးပြပြင်ဖြစ်အောင်ကျွန်တော်စိမ်းစားငတ်ပြီးအနေငယ်လေးထည့်ပါရယ်ခင်ဗျာဒါတွေအားလုံးကိုစီနံလေးမှွေးလာတဲ့အထီကိုကျွန်တော်မှွေးပါမယ်ပြီးလို့ရှိရင်တော့ပုံရည်ကြီးအေးဖြော်ထားတာလေးထည့်ပါမယ်ခင်ဗျာဒီတိုင်းမှာလည်းပုံရည်ကြီးရောင်းတဲ့နေရာရှိတဲ့အတွက်ကြောင့်မလို့ဒါလေးချက်စားခြင်းလို့ကျွန်တော်ချက်ဖြစ်ပါတယ်ကျွန်တော်တို့အောက်ပြအောက်ရွာမှာဆိုလို့ရှိရင်ပုံရည်ကြီးလက်ဆောင်ရခဲ့တယ်ဆိုလို့ရှိရင်တော့တုတ်စားကြတာပဲများပါတယ်ဒီလိုမျိုးချက်လို့ရအောင်လဲကျွန်တော်ချက်ပြတာဖြစ်ပါတယ် ပြီးလို့ရှိရင်เนาะဆူလာပြီးဆိုလို့ရှိရင်ကျွန်တော်ဘဲဥထည့်ပါမယ်ဘဲဥထည့်ပြီးလို့ရှိရင်ကျွန်တော်တို့အရသာလိုတလောက်လေးထည့်ပြီးပြီဆိုရင်စားအချို့မို့လိုတလောက်ထည့်ပြီးရင်เนาะကျွန်တော်အဖုံးလေးခဏပြန်ဖုံးပါမယ်ပြီးရင်เนาะအညာတရက်တီထောင်းမှုအတွက်ကိုကျက်သွန်းဖြူကိုအရင်ထည့်ပြီးတော့ညအောင်ထောင်းပါတယ် ပြီးလို့ရှိရင်တော့တရက်ဒီကိုထည့်ပါရဲကျွန်တော်ကတော့လုံးဝအစီမထုတ်ပါဘူးကျွန်တော်စားခဲ့ရတဲ့ဒုံကားဆိုလို့ရှိရင်တရက်ဒီအစီလေးတွေနဲ့ပေါ့နော်ဟိုအနုစစ်အစီလေးတွေနဲ့ဆိုတော့ဟိုဖက်ဖန်ခါခါလေးနဲ့အရန်ကိုစားကောင်းပါတယ်ပြီးတော့မြေပဲစီလေးနဲ့အနံ့မမွေးလေးနဲ့ဆိုတော့အဲပို့ပြီးတော့လဲစားကောင်းတယ်အဲ့ဒီအရာသားကိုလွမ်းလို့လှုပ်စားဖြစ်တာပါပြီးလို့ရှိရင်တော့စိမ့်စံငပိဖုတ်လေးထည့်ပါမယ်ခင်ဗျာ ိုင်စံကပီပုတ်ထည့်ပြီးလို့ရှိရင်ဒီလိုမျိုးလေးပြန်ထောင်းဝေးပြီးဆိုလို့ရှိရင်တော့အရသာအတွက်အစာအနေငယ်ထည့်ပါမယ်။ပြီးရင်တော့အချုံမုတ်အနေငယ်ထည့်ပါမယ်။ပြီးလို့ရှိရင်တော့ငရုတ်တီအကြံမုတ်လေးများများလေးထည့်ပါမယ်ခင်ဗျာ။ပြန်အညာမှာကတော့မြေပဲစီပေါ်တဲ့အတွက်ကြောင့်မြေပဲစီထည့်ပါရဲဒီမှာကကျွန်တော်မြေပဲစီစာမရတဲ့အတွက်ကြောင့်မလို့ဒီစားစီပဲထည့်လိုက်တယ်ပေါ့နော်ဒီစားစီလေးနဲ့ထည့်ပြီးတော့တေချာလေးထောင်းလိုက်ပါရဲ ဒါမြေပဲစီနံမှုမွေလေးနဲ့ဆိုလို့ရှိရင်ကျွန်တော်အအညာအရသာအနံ့အရသာမျိုးရမှာတေးကြပါရခင်ဗျာဒါတွက်လဲနားလဲပေးပါခင်ဗျာဒီလိုရှိရင်တော့အရသာလိုတလောက်လေးလှုပ်ပြီးပြီဆိုလို့ရှိရင်တော့အရန်ကုန်မှာဒီဘဲဥပုံးရဲ့ကြီးဟင်းနဲ့ live ဖတ်တဲ့ကျွန်တော်အညာတည့်ရဲ့ဒီထောင်လေးရပါပြီခင်ဗျာ ပြီးရင်တော့တစ်ဖက်မှာလည်းကျွန်တော်ရဲ့ဘဲဥပုံးရည်ကြီးဟင်းလေးလေးဟိုဆူလာပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အရသာလိုသလောက်ဟိုပုံးရည်ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့အရသာဆက်စိတ်လေးနဲ့ဘဲဥလေးနဲ့လည်းအရန်စားကောင်းပါတယ်ပြီးလို့ရှိရင်စားအချို့မဟုတ်လိုသလောက်လေးထည့်ပြီးပြီဆိုလို့ရှိရင်တချို့ကတော့ငံပြားရည်ထည့်တယ်တချို့ကကြတော့ငရုတ်သီးလေးအနေငယ်ထည့်ထားတယ်ပေါ့နော်စပြီးတော့ဟင်းဟိုစလုံးကလေးကထည့်တယ်ကျွန်တော်ကတော့မထည့်တော့ဘူး အဲအခုဆိုလို့ရှိရင်တော့ဘဲဥပုံးရဲ့ကြီးစိမ့်စိမ့်လေးနဲ့ပြီးရင်ကျွန်တော်ရဲ့အညာတရက်တီထောင်ချင်းချင်းဆက်ဆက်လေးနဲ့ရပါပြီခင်ဗျာဒါဆိုလို့ရှိရင်တော့ထမင်းလဲမိန်မာလဲတေးကြပါရတယ်ကျွန်တော်တို့အညာအလွမ်းပြေပေါ့နော်အညာကိုလွမ်းနေတဲ့လူတွေဆိုလို့ရှိရင်လည်းဒီလိုလေးလှုပ်ရှားလို့ရပါတယ်ခင်ဗျာအားလုံးထမင်းမိန်ကြပါစေခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်